ဲ့တချင်းဟိုလူတိုင်းစိတ်ဝင်စားကြတယ်ဘာဖြစ်လို့ဆိုအလုံး resonate ဖြစ်တာဟိုအကုန်လုံးနဲ့သွားပြီးခံစားလို့ရခံစားချက်ချင်းတူတော့အရက်ကိုလာလာမေးကြတယ်လေအခုမဆိုဖြစ်လိုက်ဘူးဟိုလူကလည်းဟိုမှာမဖြစ်လို့ဟိုအလိုအားမဖြစ်တော့မဆိုဖြစ်လိုက်ဘူးတကယ်မှဆိုပြစင်တယ်အဲ့အရက်တချင်းလေးအဲ့နားနားထောင်ပေးပါလို့နော်အဲ့ရလို့ရှိရင်လေဟုတ်ကဲ့ဆရာလည်းဖြစ်တယ်ဂျူဝက်ဆိုတဲ့ကိုချင်နိုင်ဂျူဝက်ဆိုတဲ့ဟိန်းတဲ့ အာကျွန်မတချင်းတွေတော်တော်များများကိုလည်းပဲမယ်လိုဒီတွေတွင်းပေးနေတာကိုချင်းနိုင်ပြီးတော့ဟိန်းတယ်ပေါ့။ဗျာဒီနေ့ခက်တယ်။ဗျာချင်းတော့ရတယ်။နောက်ပြီးတော့ကြပြာကြီးတွေကနောက်ပြီးတော့ရှည်ကြီးတွေရှည်ကြီးဆိုတော့လည်းနည်းနည်းနည်းတော့ခက်တာ။ဒါမဲ့လည်းရှေ့မှာချားလူတွေတုတ်တာတော့ဒါကြပြာကိုပဲရွတ်လိုက်တာလေမယ်လိုဒီတွေမပေါ။ကျွန်တော်ကတော့သူ့ကိုမယ်လိုဒီဒီစင်ပြောင်းဆိုလို့ရအောင် အဲ့ဒါအဲ့ဒါစာရီတုတ်ဖြစ်အခုနောက်ပိုင်းတော့တပြေးနဲ့အခုကြပြာကိုအချင်းနေလေလိုဒီဖြစ်လာဒီကြပြာကြပြာကြီးကိုဟိုတန်စင်နေထဲ့ပင်းနေတယ်ပေါ့နော်ဒီလိုပဲသူရဲ့ဆောင်းလေးဆိုချင်တယ်ဆိုတော့ဘာရောမဟုတ်ဒီတိုင်းမှာကိုလည်း music လုပ်နေတယ်ကြောက်ဆိုတော့ဆိုပြတာပေါ့ featuring မှာကျွန်တော် featuring ပါဆိုတော့တန်မိုးရဲ့တော့မဆွေးနဲ့တူအကောင့်ပြဖို့ပြရတဲ့အတွက်ခလာပူတီကိုပြန်ပါအောင်ပြောရတယ်ဆိုတော့သူကလည်းအိမ်မက်ကကြီးကြီးတယ်သူလုံးချင်တာတွေကျွန်တော်ကဝိုင်းပြီးတော့ကုလီတန်းတဲ့ဘက်ကနေသူကလည်းမိုးပေးရမှန်မှန်တော့သူကစေတနာများတာပါကံပြောလို့ပါဒီစာရေးကြရေးပေါ်မှာသူကစေတနာရှိရတော့ ့ပါရတယ်ညပြင်းပေးခြင်းလေဟိုစိုးသမားတွေဒီသမားတွေဆိုတဲ့သူကဒီတက်တို့ဆိုတာသူကညပြင်းပေးခြင်းရေချီရေချီရှိတဲ့လူတွေကသူ့ကိုသူကအဲ့စေတနာတွေကသူ့မှာမျက်စိအားလေးကျွန်တော်ကအားလေးပဲဖြစ်တော့ appreciate လို့တော့ ဒါမှကျွန်မလောလောဆယ် platform ကနည်းသေးရေပေါ့နော်အဲအကြောင်းမလို့ media အားနဲ့ဒီဟာတွေကိုနည်းနည်း drive လုပ်ချင်တာလေအဲတချင်းတွေကိုအခုဒီ album ကိုအခါအဲဖြန့်ချီရနေပြီးတော့ကျွန်မဖြန့်မယ်အဲတခွေကိုကျွန်မအများကြီးမရအောင်တသောင်းဝယ်ပဲရောက်မယ်နော်တသောင်းဝယ်ပဲရောက်မယ်အဲ့ဒီဥစားကိုဝယ်ပြီးတော့ဟိုအားပေးဖို့လဲဖိတ်ခေါ်ပါတယ်လို့အခါဟိုကနေကိုယ့်ကနေဖြန့်ပေးမှာပေါ့ နောက်ကြတော့ YouTube မှာလည်းကျွန်မကိုရှာပြီးတော့အဲဆွမျက်နွယ်ကိုရှာပြီးတော့နားထောင်နားထောင်နိုင်ပါတယ်လို့ဟုတ်ကဲ့အော်အရက်ဆိုရဲတခြင်းအရက်ဆိုရဲတခြင်းကလေအဲမြမပြမဖြစ်နေတဲ့အဖြစ်အပျက်တွေကိုကျွန်မမြင်ရတာစိတ်မကောင်းလို့သိလားအဲလူငယ်တို့ကြီးလိုက်လို့ရင်အကုန်မူးယူးနေတာအမြဲအရက်ဟိုဟာလေးနဲ့အဲ့လိုဖြစ်နေရောလေအဓိကအဲ့ဒီတခြင်းလေးတော့မဖြစ်မနေရေးရမယ်ဆိုပြီးတော့ခံစားပြီးတော့အရက်ကိုရေးဖြစ်သွားပါ အဲ့ဒီချင်းကိုလူတိုင်းစိတ်ဝင်စားကြတယ်ဘာဖြစ်လို့ဆိုအလုံး resonate ဖြစ်တာကိုအကုန်လုံးနဲ့တွားပြီးကန်စားလို့ရကန်စားချက်ချင်းတူတော့အရက်ကိုလာလာမေးကြတယ်လေအခုမဆိုးဖြစ်လိုက်ဘူးဟိုလူကလည်းဟိုမှာမဖြစ်လို့ဟုတ်ဟုတ်လောကမဖြစ်တော့မဆိုးဖြစ်လိုက်ဘူးတကယ်မှဆိုးပြဆင်တယ်အဲ့အရက်တချင်းလေးအဲ့နားနားထောင်ပေးပါလို့နော်အဲ့ဝင်ရလို့ရှင်လေဟုတ်ကဲ့ဟုတ်ဒီ natural disaster ကကျမတို့မြန်မာပြည်မှာတော်တော်ကြီးဟိုမကြုံဘူးတဲ့ဆိုးဆိုးဝါအဲကြောက်စရာကောင်းတယ်နော် အရန် shock ရတဲ့အဲဆိုးဝါးမှုကြီးတခုပေါ့အဲ့ဒီတော့ကိုကျွန်မအရန်လဲဒီကိုရောက်နေတဲ့အခိုက်မှာကိုတိုင်ကိုကြဂျုံတွေးလိုက်ရတယ်ဒီတုံခါမှုတွေတော့ဟာဖြစ်တဲ့ဟာတွေကိုခံစားလိုက်ရတဲ့အကြောင်းအရန်ကြောက်ရွံ့မိပါတယ်လို့အဲသူတို့မှခံစားနေရတဲ့ပုံကိုယ်တွေအတွက်ကိုလည်းကျွန်မအရန်စိတ်မကောင်းလည်းဖြစ်တယ်ဝမ်းလည်းဖြစ်ဝမ်းလည်းအရန်နေတယ်သူတို့ကိုလည်းကျွန်မတက်နေတဲ့ဘက်ကနေပြီးတော့ကုညီပန့်ဖို့တယ်ကျွန်မဒီမှာစုရတဲ့လူတွေကလည်းသူတို့ရတဲ့စုလေးတွေကိုအဲ တဆင့်ပေါ့နော်အကုန်လုံးကဝိုင်းပြီးတော့ဒီဟို disaster အတွက် natural disaster အတွက်လူပေးကြတယ်အဲ့တော့အဲ့ဒီအပိုင်းလေးနဲ့ပဲကျွန်တော်တို့မြန်မာပြည်မှာ community ဟိုစီလုံးမှုပေါ့နော်စီလုံးမှုကအရန်အကောက်နေရကြမလို့အာဒီလူတွေအတွက် comfort ဖြစ်မယ်လို့ကျွန်မထင်ပါတယ်လို့အဲဒီထက်ပိုပြီးတော့လည်းမြန်မာပြည်မှာဘယ်တော့ခါမှဒီလိုမျိုး natural disaster မျိုးမကြုံတွေ့ပါစေနဲ့ နော်ဝမ်းနည်းမှုမျိုးတွေအဲပြီးဆုံးပါစေလို့ကျွန်မဆုတောင်းပါတယ်ကျွန်မကောင်းတဲ့ manifestation ပဲပြုလုပ်ခြင်းနဲ့မြန်မာရက်ကောင်းတဲ့ဆုတောင်းမဲ့ဆုတောင်းခြင်းနဲ့ကောင်းတဲ့ vision ပဲမြင်ချင်ပါတယ်လို့ဟုတ်ကဲ့အားလုံးလည်းအဲ့လိုပဲဆုတောင်းပေးကြပါလို့